အားလုံးမင်္ဂလာပါအဝင်း channel မှာကြိုဆိုပါရစေကျွန်တော်တို့ပြောပြမယ့်အကြောင်းအရာကတော့ရင်သားအရွယ်စားတဘာဝအတိုင်းကြီးထွားစေပြီးပုံမလှပစေမဲ့နေ့စဉ်အလေ့ကျင့်ရှိခုဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့လက်တွေ့အခြေအနေကိုအရင်ရှင်းပြပါရစေရင်သားတွေကို gland tissue granular tissue အစီနဲ့အထောက်ကူပြုအရွတ်တွေနဲ့ဖွဲ့စည်းထားပါတယ်တဘာဝနီလန်းတွေကရင်သားရဲ့ပုံစံတင်းရင်းမှုနဲ့အရွယ်စားကြီးတဲ့အောင် ထင်ရစေမှုတွေကိုတိုးတက်ကောင်းမွန်စေပါတယ်ဥပမာဂျင်သားကြွက်သားတိဆောက်ခြင်းကိုနေဟန်သားကောင်းမွန်မှုကျမ်းမာရေးနဲ့ညီတဲ့ကိုလေးချိန်တိုးခြင်းတွေဟာစိတ်ကျဉ်းနာစရာကောင်းတဲ့ရလဒ်တွေဖြစ်စေပါတယ်ကျမ်းမာရေးယုံကြည်မှုနဲ့လက်တွေ့ကျတဲ့သဘာဝနိလန်းတွေကိုအာယုံဆိုင်ပြီးဒီအကြောင်းအရာကိုလမ်းညွန်ပေးနိုင်ပါတယ်အတိတ်ကရွေချက်ကတော့ဘေးကင်းပြီးရိုးသားတဲ့စွမ်းအားဖြစ်စေတဲ့အကြံဉာဏ်တွေပေးဖို့ပါပဲရှင်းလင်းတဲ့နားလည်မှုတစ်ခုနဲ့စတင်ဖို့ရည်ကြီးပါတယ် အမျိုးသမီးတွေအတွက်ရင်သားအရွယ်အစားကိုမျိုးရိုးဗီဇဟော်မုန်းနဲ့ကိုယ်လေးချိန်တွေကအဓိကသတ်မှတ်ပါတယ်။သိရင်သားကပ်ဆိုက်ကိုတိတိတတ်တာကြီးထွားစေမယ်။အံ့ဖွယ်အစားအစာဒါမှမဟုတ်လေ့ကျင့်ခန်းရဲလို့မရှိပါဘူး။ဒါပေမဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့လေ့ကျင့်တွေကိုပုံမှန်လုပ်ဆောင်ခြင်းအားဖြင့်သိရရင်သားတွေကိုပုံမှန်ပြည့်ဖြိုးပြီးတင်းရင်လှပလာအောင်လုပ်ဆောင်နိုင်ပါတယ်။ဒါကိုကြီးထွားစီခြင်းလို့မမြင်ပဲပုံမှန်ကောင်းမွန်အောင်ပြုလုပ်ခြင်းလို့သဘောထားပါ ဒီလိုလုပ်တဲ့အခါရင်သားအောက်ခြေမှာရှိတဲ့ကြွက်သားတွေကိုတာမာစေတယ်အသားရည်ကျန်းမာရေးကိုတိုးတက်စေတယ်ကိုယ့်ကိုယုံကြည်မှုရှိရှိနေထိုင်နိုင်ပါတယ်ဒီအဆင့်တွေကတင့်ခန္ဓာကိုယ်ရဲ့သဘာဝပုံစံနဲ့အတူအကောင်းဆုံးပုံစံကိုဖန်တီးပေးပါလိမ့်မယ်ဆင့်တဲ့ကိုယ်နေဟန်ထားကိုသတိထားပါဒါကချက်ချင်းသိတာတဲ့ပြောင်းလဲမှုဖြစ်စီဖို့အမြန်ဆုံးနဲ့အလွယ်ဆုံးနည်းလမ်းဖြစ်ပါတယ်သင်ကုန်းကုန်းကွက်ကွက်နေတဲ့အခါ တိရင်ဘက်ကိုဖုံးကွယ်ထားသလိုဖြစ်ပြီးရင်သားတွေကပိုသေးပြီးပုံမကျသလိုထင်ရစေပါတယ်။နေ့စဉ်လေ့ကျင့်ခံရတဲ့ကိုယ်နေဟန်ထားကိုလေ့ကျင့်ပါတနေ့မှအချိန်အနည်းငယ်မတက်ရက်ပါဒါမှမဟုတ်ရင်မမတ်ထိုင်ပါပခိုးကိုနောက်သို့လှည့်ပြီးအောက်ကိုချပါရင်မကိုအနည်းငယ်မော့ပြီးဝန်းဖိုက်ကြွက်သားတွေကိုညင်သာစွာဆွဲထားပါတင့်ခေါင်းထိတ်မှကျိုးတစ်ချောင်းကအပေါ်ကိုဆွဲတင်နေတယ်လို့စိတ်ကူးကြည့်ပါဒါက တင့်ရင်သားကိုပုံမထင်ရှားစေရုံသာမကယုံကြည်မှုကိုပါပြသပါတယ်။အစ်စ်နှင့်ရင်ဘတ်ကြွက်သားတွေကိုတိဆောက်ပါ။တင့်ရင်သားတွေကရင်ဘတ်ကြွက်သား pectoral muscle အပေါ်မှာတိရှိပါတယ်။ဒီကြွက်သားတွေကိုတာမအောင်လေ့ကျင့်တာဟာတင့်ရင်သားတ िश ူးတွေအတွက်ပုံမခိုင်ပါပြီ။တင်းရင်နဲ့အောက်ခံတစ်ခုကိုဖန်တီးပေးပါတယ်။ဒါကရင်သားကိုသဘာဝအတိုင်း mottesini ပုံမပြည့်ဖြူးစေပါတယ်။ နေ့စဉ်အလေးချင်းရိုးရှင်းတဲ့ရင်ပတ်လေ့ကျင့်ခန်းအတွက်10မိနစ်15မိနစ်အချိန်ပေးပါ အားကစားရုံမလိုအပ်ပါဘူးနမကာကြီးနိုင်ရန်တွန်းလေ့ကျင့်ခန်းဝေါ်ပုတ်ရှာနိုင်ရန်ကိုမျက်နာမူပြီးလက်တကန်းအကွာမှာရက်ပါလက်ဖွားတွေကိုနိုင်ရန်ပေါ်မှာပခုတ်အမြင့်မှာထားပါဒရောင်စင်းကိုဖြည်းဖြည်းချင်းကွေးပြီးတစ်ခန္ဓာကိုနိုင်ရန်စီကိုကိုင်းညှပ်ပါကြောကိုဖြောက်တန်းထားပါစတင်တဲ့အနေထားကိုပြန်တွန်းပါ၁၀ချိန်၁၂ချိန်ပါတဲ့ ၃ချော့လှုပ်ဆောင်ပါမမခါခွေစုတောင်း ပုံစံ prayer pose မမထိုင်ပြီးလက်ဖွားနှစ်ဖက်ကိုရင်ပတ်ရှိမှစုတောင်းတယ်လို့ဖိကတ်ထားပါရင်ပတ်နဲ့လက်မောင်းကြွသားတွေကိုအသုံးပြုပြီးလက်ဖွားတွေကိုအချင်းချင်းခိုင်ခိုင်မာမာဖိထားပါစက္ကန့်20 30ကြောင်းထိန်းထားပြီးအနားယူပြီးရင်၅ချိန်ပြန်လှုပ်ပါဆင့်၃မျှတတဲ့အစားအစာနဲ့ခန္ဓာကိုယ်ကိုအားရဖြည့်ပါ ကျမတဲ့အသားကြီးဟာခန္ဓာကြီးရှိပြီးတင်းရင်းနေတာကြောင့်ရင်သားပုံစံကောင်းကိုအထောက်အကူဖြစ်စေပါတယ်။ဘယ်အစားအစာတွေကမှရင်သားကိုကြီးထွားစေမှာမဟုတ်ပေမဲ့မျှတာတဲ့အစားအစာကအသားကြီးအရေးသွေးကိုထိန်ဟစေတဲ့အထွေထွေကျန်းမာရေးကိုထောက်ကူပြုပါတယ်။နေ့စဉ်အလေးချင်းအစားစားတိုင်းမျှတာအောင်စားပါ။ကျန်းမာရေးနဲ့ညီညွတ်တဲ့အစီပရိုတိန်းနဲ့ဆန့်ကျင်ဓာတ်တိုးပစ္စည်းအန်တီအောက်ဆီဒန့်တွေပါဝင်တဲ့အစားအစာတွေကိုသင့်အစားအစာတွေမှာထည့်သွင်းပါ။ ထောပတိအခွန်မာတိတန်လွင်စီအစီများတဲ့ငါကြက်သားနဲ့အယောင်ဆုံးနဲ့တည်သီးဝလာနဲ့ဟင်းသီးဟင်းရွက်တွေကအသားရည်ရဲ့ခန္ဓာရည်ရှိမှုကိုထိန်းသိမ်းပြီးတ िश ူးတွေကိုပြုပြင်ပေးပါတယ်။ကောလာဂျင်နဲ့အသားရည်ကျန်းမာရေးအတွက်ပရိုတိန်းနဲ့ဗီတာမင်စီကိုဦးစားပေးစားသုံးပါ။အဆင့်၄မှန်ကန်တဲ့ဘရာဇီယာကိုဝတ်ဆင်ပါ။အမျိုးသမီး80ရာခိုင်နှုန်းခန့်ဟာမှားယွင်းတဲ့ဘရာဇီယာအရွယ်စားကိုဝတ်ဆင်ကြတယ်လို့ ခံမရပါတဲ့မတော်တဲ့ဘရာဇီယာက ထောက်ပံ့မှုမပေးနိုင်ပဲရင်သားတွဲကြခြင်းနဲ့မတက်မတာဖြစ်ခြင်းကိုဖြစ်စေပါတယ်။ကောင်းမွန်တဲ့တော်တဲ့ဘရာဇီယာကချက်ချင်းမော့တက်စီပြီးပုံစံကိုပုံမူလှပစေကကိုနေဟန်ထားကိုတိုးတက်စေပါတယ်။နေ့စဉ်အလေးချင်းတစ်နှစ်မှာအနည်းဆုံး2ကြိမ်ပညာရှင်တယောက်နဲ့ဘရာဇီယာအရွယ်စားကိုတိုင်းတာပါ။သင်ခန္ဓာကိုယ်ကအချိန်နဲ့အမျှပြောင်းလဲနိုင်ပါတယ်။မှန်ကန်တဲ့ဘရာဇီယာကတက်နောက်တက်တာရှိရမယ်။ဘရာဇီယာကပတ်က နောက်ကြောမှာညညာနေရပြီးရင်သားတ िश ူးတွေကခွက်ထဲမှာပြည်ပြည့်ဝဝရှိနေရပါမယ်အဆင့်ငါညင်သားစွာနှိမ့်နေခြင်းကိုလုပ်ပေးပါနှိမ့်နေခြင်းကရင်သားအရွယ်စားကိုကြီးထွားစေတယ်ဆိုတဲ့သိပ္ပံနိစ္စတက်တည်မရှိပေမဲ့အဲ့ဒီလိုလှုပ်ခြင်းအဖြစ်သွေးလှပမှုပိုကောင်းမွန်နိုင်ပါတယ်ကောင်းမွန်တဲ့သွေးလှပမှုကကျန်းမာတဲ့အသားအရည်နဲ့ tissue တွေအတွက်မရှိမဖြစ်လိုအပ်ပါတယ်ဒါဟာ သင့်ခန္ဓာကိုယ်နဲ့ပြန်လည်ချိတ်ဆက်ဖို့ကောင်းမွန်တဲ့နိလန်းတစ်ခုလည်းဖြစ်ပါတယ်။နေ့စဉ်လေ့ကျင့်တဘာဝစီတန်လွင်စီဒါမှမဟုတ်အုံးစီကိုသုံးပြီးသင့်ရင်သားကိုဆက်ဝိုင်းပုံတနာ9မိနစ်10မိနစ်ခန့်ညင်သာစွာနှိမ့်နေပြီးပါ ရင်သားတစ်ဖက်ကိုအတွင်းဘက်ကိုဆက်ဝိုင်းပုံတနာနောက်တစ်ဖက်ကိုအပြင်ဘက်ကိုဆက်ဝိုင်းပုံတနာနှိမ့်နေပါဒါကညင်သာပြီးအနာရစီသင်ပါတယ်အဆင့်6ရေဓာတ်ပြေဝအောင်နေထိုင်မှာ ရေဟာအသားရေရဲ့ခန္ဓာရေရှိမှုကိုထိမ့်သိမ်းဖို့အလွန်အရေးကြီးပါတယ်ရေဓာတ်ခန်းချောက်တဲ့အခါသင်အသားရေကအရင်ဆုံးပြောင်းလဲလာပြီးပြေဖြိုးမှုနဲ့တင်းရင်းမှုတွေနှေးပါလာပါတယ်နေ့စဉ်အလေးချင်းတစ်နေ့တာလုံးရေများများတောက်ပါရေရှိဖန်ကွက်2လီတာခန့်တောက်ဖို့ကြီးမားထားပါ အမြဲတမ်းသတိရနေဖို့ရေဘူးတစ်ခုဆောင်ထားပါအဆင့်9ကျမ်းမာပြီးတင်းရင်နဲ့ကိုယ်ကိုလေးချိန်ကိုထိမ့်သိမ်းပါ တင့်ရင်သားတွေဟာအစီတ िश ူးတွေနဲ့ဖွဲ့စည်းထားပါတယ်ကိုယ်လေးချိန်အတက်ကြမြန်ခြင်းကအသားရည်ရဲ့ခန္ဓာရင်ရှိမှုကိုဆုံရှုံသွားတဲ့အတွက်ရင်သားတွဲကျစေနိုင်ပါတယ်နေ့စဉ်အလေးချိန်ပြင်းထန်တဲ့ဓာတ်ရက်တွေအစားရေရှည်တည်တံ့တဲ့ကျန်းမာရေးနေထိုင်မှုပုံစံကိုအာရုံစိုက်ပါတည်ငြိမ်တဲ့ကိုယ်လေးချိန်ကတင့်ရင်သားတွေကိုတင်းရင်နေစေဖို့အထောက်အကူပြုတဲ့ရွတ်နဲ့အသားရည်ကိုထိန်းသိမ်းပေးပါတယ်အဆင့်ရှိစိတ်ရှိပြီးတင့်ခန္ဓာကိုယ်ကိုချစ်ပါ တဘာဝအတိုင်းပြောင်းလဲမှုတွေကအချိန်နဲ့ဇွဲလုံးလလိုအပ်ပါတယ်အရေးအကြီးဆုံးအလေးချင်းကတော့သင်ပိုင်ဆိုင်တဲ့ခန္ဓာကိုတံမိုးထားပြီးဂယုဆိုင်ဖို့ပါပဲယုံကြည်မှုဟာအလွန်ဆွဲဆောင်မှုရှိပြီးသင်ကိုယ်တိုင်ကိုမြင်တဲ့အမြင်နဲ့အခြားသူတွေသင်ကိုမြင်တဲ့အမြင်ကိုပြောင်းလဲသွားစေနိုင်ပါတယ်နေ့စဉ်အလေးချင်းနေ့တိုင်းသင်ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးသင်တံမိုးထားတဲ့တစ်ခုကိုရှာဖွေပါသင်ရဲ့ကြံ့ခိုင်မှုကျမ်းမာမှုထူးခြားတဲ့ပုံစံ အရွယ်အစားကိုသာအာယုံဆိုင်မဲ့အစားဒီအလေးချင်းတွေကတင့်ကိုဘလို့ခံစားရစီတလဲပုံမူတန်မှာကျမ်းမာပြီးယုံကြည်မှုရှိလာတယ်လို့အာယုံဆိုင်ပါဒီကုန်းချုပ်တင်းငယ်ပေမဲ့ပုံမှန်လှုပ်ဆောင်တဲ့နှိမ့်စင်အလေးချင်းတွေ ဖြစ်တဲ့ကြွက်သားတန်မာကြီးကိုနေဟန်ထားကောင်းမွန်ကြီးအာရပြေဝကြီးအသားကြီးထိန်းသိမ်းရင်းနဲ့ထောက်ပံ့မှု ပေးတာတွေကရှင်သားပုံတန်နဲ့အတွင်ပြင်ကိုအလုံးစုံဆုံးနဲ့အရှိကြဆုံးတုတ်တက်မှုတွေကိုဖြစ်ပေါ်စေပါတယ် ီအစီအစဉ်ကိုအနည်းဆုံး10ပတ်ကနေပြီး12ပတ်အထိဂတိတည်လှုပ်ဆောင်ပါအပြောင်းလဲတွေကိုမှတ်တမ်းတင်ပြီးလက်တွေ့ကျတဲ့မျှော်လင့်ချက်တွေကိုထားရှိပါအဆအဆုံးကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်နောက်လောလောလည်ကြည့်ရှုနိုင်လို့ subscribe ကိုကြည့်နေပြီးသားပါလို့မြစ်တာရက်ခံပါတယ် like နဲ့ share လို့လည်းတိတ်ပြီးဈေးချင်ပါတယ်လူသားအားလုံးလွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် Happy Great Day